မြောင်းရီမြို့နယ်အတွင်း၂021ခုနှစ်ကနေ2025ခုနှစ်အောက်တဝ31ရက်အထိမိုးရင့်ဇေဝအမှု348မှုလက်နက်ဥပဒေနဲ့အရေးယူဆောင်ရွက်ခဲ့တဲ့အမှု86မှုနဲ့မိုးရင့်ဇေဝတွေနဲ့လက်နက်ခဲယံအများအပြားဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကင်းပြည်နယ်မြောင်းရီမြို့နယ်အတွင်း2021ခုနှစ်ကနေ2025ခုနှစ်အောက်တဝ31ရက်အထိအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူဆောင်ရွက်ခဲ့တဲ့အမှု256မှု မူရင့်ဇေဝနဲ့စိတ်ကိုပြောင်းလဲစေသောဇေဝများဥပဒေနဲ့အေးအေးယူဆောင်ရွက်ခဲ့တဲ့အမှု348မှုလက်နက်ဥပဒေနဲ့အေးအေးယူဆောင်ရွက်ခဲ့တဲ့အမှု86မှုကိုအေးအေးယူဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အစောပိုင်းဖမ်းဆီးရမိတဲ့လက်နက်ခင်းရည်နဲ့ဆက်ဆက်ပစ္စည်းတွေမူရင့်ဇေဝတွေကိုထိုင်းကုန်တယ်တွေကလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တောင်ရင်မြစ်တောင်မှာတရားမဝင်ဖွက်လှစ်ထားတဲ့နေဆဲဂိတ်တွေကနေတဆင့်ပို့ဆောင်ရောင်းချတာတွေကိုဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။မူရစ်ဇေဝဖန်ဆီးရမည်မှုအနေနဲ့ 2021ခုနှစ်ကနေ2025ခုနှစ်အောက်တိုဘာ31ရက်အတွင်းစိတ်ကြွရေးသူဆေးပြား WY ဆေးပြားဖန်ဆီးရမည်မို့အမှုပေါင်း325မှုကနေဆေးပြားပေါင်း25သိန်း98,961ဒသမ5ပြား ICE အမှုပေါင်း9မှုအလေးချိန်4,908ဒသမ6.8ဂရမ်ဘိန်းဖြူဖန်ဆီးရမည်မို့အမှုပေါင်း9မှုအလေးချိန်2,800,1304ဂရမ်ကက်တမင်းဖန်ဆီးရမည်မို့အမှုပေါင်း19မှုအလေးချိန် 3,583ဒသမ3.5ဂရမ်ဆေးကြောက်ဖန်စီရမင်မှုအမှုပေါင်း32မှုအလေးချိန်18,551ဒသမ0.8ဂရမ်အတစီဆေးပြား982ပြားထရမဒေါ်ဆေးကြောက်ဖန်စီရမင်မှု2မှုဆေးကြောက်ပေါင်း6,030နဲ့အမိုနီယာနိုက်ထရိတ်ဖန်စီရမင်မှု9မှုအလေးချိန်11,825ဒသမ19ကီလိုဂရမ်တို့ကိုဖန်စီရမိခဲ့တယ်လို့သိရပါဗျာ။ ။ဒါပြင်လက်နက်ခဲရွက်အနေနဲ့ဆက်ဆက်ပစ္စည်းတွေဖမ်းဆီးရမိမှုအနေနဲ့ကိုမမပစ္စတိုတနက်48လက် AK47 တနက်12လက် M4 ကာပိုင်တနက်6လက်ကိုလုံးကြီးနဲ့ပြစ်ခတ်ရတဲ့တနက်2လက် AK15 တနက်1လက်စစ်နှဖို့တနက်3လက်စစ်နှဖို့ကြီးနဲ့ပြစ်ခတ်ရတဲ့တနက်2လက်ခြောက်လုံးပြူတနက်2လက်ကိုမမကြီးနဲ့ပြစ်ခတ်ရတဲ့ AK တနက်တလက် M16 တလက်ဒသမ333 rifle တလက်ဒသမ သုံးတုံညကာပိုင်တနက်တလက်လက်လုတ်တနက်တလက်လက်လုတ်ဆက်တနက်တလက်လက်လုတ် RPG တလက်တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အလားတူတသမ3တုံညကာပိုင်ကြီး60 5တသမ56ကြီး18တောက်ကိုလုံးကြီးနဲ့ပြက်ခတ်ရတဲ့ကြီး29တောက် AK15 ကြီး88တောက် AK47 ကြီး64တောက်ကိုမမကြီးပစ္စတို2082တောက်တသမ383ကြီး218တောက် ဒသမ39ခွန်ကြီး850ဒသမ38ကြီး850ခွနဲ့ဒသမ65ကြီး50 M16 ကြီး900ခွန်း73ကြီး2000 M4 ကြီးအတောက်200 MK12 ကြီးအတောက်100 350ကြီး200ဒသမ38 Special ကြီး2000ခွနဲ့ဒသမ6နှစ်ကြီး2000တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲ RPG ဘုံသီး3လုံးလက်လုံအီနာကဘုံသီး18လုံး လက်လုံမိုင်း2လုံး40မမဒုံးသေး5လုံးရိုင်ဖယ်ပစ်ပုံး5လုံး40မမပုံသေး20ဒေတိုနေတာ300လက်ပစ်ပုံး10လုံးကိုလုံးကြီးနဲ့ပြစ်ခတ်ရတဲ့ဂျီအိန်2ခု AK15 ဂျီအိန်9ခု AK47 ဂျီအိန်73ခုကိုမမဂျီအိန်ပစ္စတို52ခုစနေဖို့ဂျီအိန်9ခု M4 ဂျီအိန်18ခုဂျီအိန်မျိုးစုံ18ခု380ဂျီအိန်တစ်ခု M12 ဂျီအိန်တစ်ခု MAGA ၄ခုတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။